ရိတ်သမားအလုံးမင်းမင်္ဂလာမနက်ခင်းလေးဖြစ်ပါစေရှင်။ရိတ်သမားအလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါရစေ။ဒီကနေ့မနက်ခင်းမောင်လေးဒီသားကနောက်ဆုံးရရှိတိုင်းအကစားတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့မှာတော့ပရိသတ်တွေကိုပရမဝိဇုံအနေနဲ့ဝေမျှပေးသွားတဲ့တဲ့အကြောင်းအရာက Brandfort အသင်းနဲ့စာချုပ်တဲ့တဲ့တနေ့သာကြန့်ရှိတော်တဲ့အံပိုမှုကိုပေါင်94တန်းနဲ့ United ခေါ်ယူခြင်းနေပြီးတော့ ကစားသမားကိုရင်ကလည်းရောက်ရှိခြင်းနဲ့ဆိုတဲ့အကြောင်းအရာကိုပြမောင်းဆုံးအနေနဲ့ပြပြတင်ဆက်ပေးသွားကြမှာပါ။လာမယ့်ရည်အတွက်ပြည်စင်မှုတွေပြုလုပ်နေတဲ့ United အသင်းဟာဒီချိန်မှာ Brandford အသင်းရဲ့ Cameron လက်ရင်းစင်တိုက်စီကစားသမားဖြစ်တဲ့ Brian Ambumo ကိုခေါ်ယူသွားဖို့အတွက်စ조사နေတယ်လို့သိရပါတယ်။ United အသင်းကဆိုလို့ရှိရင် Ambumo ကိုခေါ်ယူသွားဖို့အတွက်ရောင်းရွှေ့ကြေးကိုပေါင်94တန်း ယူရို65သန်းအထိအသုံးပြုဖို့အတွက်ရည်ရွယ်ထားပါတယ်။အန်ဘူမိုကလည်း United အသင်းစီကိုပြောင်းရွှေ့ကစားဖို့အတွက်စိတ်ဝင်စားနေတယ်လို့မီဒီယာတွေကဖော်ပြလာပါတယ်။အန်ဘူမိုက United အသင်းထံကနေပြီးတော့ကဲလန်မှုကို Brentford အသင်းကလက်မခံခဲ့ဘူးဆိုရင် အသင်းရဲ့စာချုပ်သက်တမ်းတိုးဖို့ကိစ္စကိုလည်းညှင်းပယ်ဖို့အတွက်စီစဉ်ထားပါတယ်။တခြားပဲအတင်းကိုမှပြောင်းရွှေ့မှာမဟုတ်ဘဲနဲ့စာချုပ်တည်တံ့ကိုစုံတဲ့အထိ Brentford အတင်းမှာပဲဆက်နေပြီးတော့ပြောင်းရွှေ့ခြေအလွန်နဲ့ ထွက်ခွာသွားမယ်လို့လည်းအန်ဘူမိုဘတ်ကသတင်းတွေကိုကိုးကားပြီးတော့မီဒီယာတွေကဖော်ပြနေကြပါတယ်။ဒီအတွက်ကြောင့် Brandfo အသင်းအနေနဲ့နေတဲ့အသင်းထံကိုရောင်းထုတ်ရမယ့်အခြေအနေလည်းဖြစ်နေတဲ့အပြင်ဈေးတိုးတောင်းမှုအတွက်လည်းအခက်တွေ့လျက်ရှိနေပါရှင်။ဆက်လက်ပြီးတော့ဒုတိယတစ်ပုတ်အနေနဲ့ကတော့ကမ္ဘာအကောင်ဆုံးတွေကတယောက်ဖြစ်လာဖို့အတွက်ရီမန်ထားတဲ့အာမတ်ရဲ့အကြောင်းအရာကိုပြပြတင်ဆက်ပေးသွားကြပါမယ်။ United ရဲ့တာဝန်ကစားသမားဖြစ်တဲ့အာမတ်ဒီယန်လိုဟာ Ultra 4မှာခက်ခဲတဲ့အခြေအနေကိုကြောဖြတ်ပြီးရဲ့နောက်မှာတော့ ကမ္ဘာအကောင်ဆုံးကစားသမားတွေကတယောက်ဖြစ်လာမယ်လို့ယုံကြည်ရလို့ထုတ်ပေါ်ပြောလာခဲ့ပါတယ်။တန်ဟန်းရဲ့နီးပြအဖွဲ့ဝင်တွေကသူ့ကိုအခွင့်အရေးမပေးဘဲမိထားခဲ့တဲ့အပေါ်စိတ်ရှည်ကြရပုံရပြီးတော့ Manchester Evening News ကိုဒီလိုမျိုးပြောလာခဲ့တာပါ။ဒီကလပ်အတွက်ကစားနိုင်အကြောင်းပြသဖို့ ကျွန်တော်ပွဲထွက်ကစားခွင့်လိုအပ်ပါတယ်။အဲ့ဒီချိန်တုန်းကနည်းနည်းလေးစိတ်ပြတ်မိတာပါ။ဘာလို့လဲဆိုတော့ဒီအချိန်တွေမှာကိုယ်ကစားခွင့်ရတဲ့လို့ထင်ရပေမဲ့မရခဲ့ပါဘူး။ဒါမျိုးကိုနည်းနည်းစိတ်ပြတ်မိပါတယ်။ဒါပေမဲ့လည်းအခုတော့နီးပြကကျွန်တော်ကိုယုံကြည်လာပါပြီ။ကျွန်တော်ရဲ့ဆန်းရည်တွေကိုလည်းယုံကြည်လာတယ်။နီးပြရဲ့ယုံကြည်မှုကိုကွင်းထဲရောက်တိုင်းပြန်ဆက်ဖို့အတွက်ကျွန်တော်စူးစမ်းနေပါတယ်။ကျွန်တော်ရိုးရိုးသားသားပြောရမယ်ဆိုရင်နီးပြ every time ကကျွန်တော်ကိုအများကြီးကူညီခဲ့ပါတယ်။ကျွန်တော်ကစားခွင့်မရတဲ့အချိန်တွေမှာတော့မှ အတန်အတွေများကြီးပြေးခဲ့ပါတယ်။ပွဲမကစားရရင်တော့မှအရန်စူးစားပြီးလေ့ကျင့်ဖို့ကိုသူကအမြဲပြောပါတယ်။ဒါကနီးပြတယောက်ပွဲမကစားရရင်တော့မှစူးစားပြီးလေ့ကျင့်ဖို့အတွက်အမြဲပြောနေရဆိုရင်ဒါအရေးတည်ဆုံးချက်ပါပဲ။ဒါကြောင့်မို့လို့ကျွန်တော်အရန်စူးစားပြီးလေ့ကျင့်ခဲ့ပါတယ်။ဒီရသည်ရစောပိုင်းမှာလေနီးပြနဲ့အတူပွဲရည်များကြီးကစားခဲ့ရတယ်လို့ထင်ပါတယ်။သူပေးခဲ့တဲ့အခွင့်အရေးတွေအတွက်သူ့ကိုထပ်ပြီးလဲကျေးဇူးတင်ကြပါတယ်။သူ့အတွက်အကောင်းဆုံးဖြစ်ပါစေလို့လဲဆုတောင်းပေးပါတယ်။ ကျွန်တော်ရဲ့စွမ်းဆောင်ရည်တွေကိုယုံကြည်ပါတယ်ကျွန်တော်ကကမ္ဘာအကောင်ဆုံးကစားသမားတွေထဲကတယောက်ဖြစ်လာနိုင်တယ်လို့ယုံကြည်ကြပါတယ်ပွဲတိုင်းမှာလည်းအကောင်ဆုံးပေးဆက်ကစားဖို့ပဲလိုပါတယ်ဒါပါပဲကျွန်တော်ရဲ့စွမ်းရည်ကိုကျွန်တော်ယုံကြည်ပါတယ်လို့အမကပြောသွားခဲ့ပါတယ်ရှင်။ထပ်မံပြီးတော့ဝေမျှပေးသွင်းတဲ့အကြောင်းအရာကတော့စပန်သင်းတဲ့ပွဲအတွက်လူဆုံးတလောင်းရှိလာတဲ့ United ရဲ့အကြောင်းအရာကိုပြောပြပေးသွင်းချင်ပါတယ်။လာမယ့် Euro Ban League Final ပွဲစဉ်အမီ United အသင်းရဲ့တန်ရန်ရကစားသမားတွေဖြစ်ကြတဲ့ဇက်စီ ယူရိုနဲ့ဒေါ်လာတို့၃ရစလုံးပြန်လည်သက်သာလာခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ United အသင်းရဲ့နောက်ခံလူဖြစ်တဲ့ဒေါ်လာနဲ့ယူရိုတို့ရဲ့ပြန်လည်သက်သာလာမှုကအသင်းအတွက်အတော်လေးကိုမှကြီးမားတဲ့အင်အားတစ်ရပ်ဖြစ်လာစေခဲ့ပြီးတော့ဇက်စည်းကိုတော့ပြန်လည်သက်သာလာခဲ့ရင်တောင်မှအမော်ရင်ကထုတ်သုံးဖို့မတိကြသေးပါဘူး။အမော်ရင်ထိကန့်လိုအပ်နေတဲ့ညာနောက်ခံဆွန်နီယာအတွက်ဒါလောရဲ့ပြန်လည်တက်တာလာမှုကတရင်ကောင်းတစ်ခုဖြစ်လာခဲ့ပြီးတော့ဒါလောကိုယ်တိုင်ကလည်းတရင်တက်တာပျောက်ကင်းနေတဲ့အချိန်တိုင်း အသင်းအတွက်စာခွင့်ရနေပြီလက်ရှိရာဒီ52ပွဲအထိကိုတော့မှအသင်းအတွက်ပါဝင်ကစားပေးထားပြီပဲဖြစ်ပါရှင်ဒီကနေ့ရနောက်ဆုံးနေနဲ့ကတော့ဒီလက်ကို United နဲ့ Ukraine တွဲဆောင်ဆွေးနွေးဖို့အတွက် Ashwell Town အသင်းကအခွင့်ပြုလိုက်တယ်ဆိုတဲ့သတင်းကြောင်းရကိုပြပြတင်ဆက်ပေးသွားရင်းနဲ့နှုတ်ဆက်ခဲ့ကြပါတယ် Ashwell Town အသင်းဟာဆိုရင်သူတို့ရဲ့တိုက်စစ်မှုဖြစ်တဲ့ Lyon ဒီလက်ကို Manchester United အသင်းနဲ့အပြောင်းအရွေးကိစ္စတွေ လူကိုယ်တိုင်တွေးဆောင်ဆွေးနွေးဖို့အတွက်ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။ဒဲသလတိသတင်းဌာနရဲ့ဖော်ပြချက်အရနိုင်တဲ့အသင်းရဲ့တာဝန်ရှိသူတွေကအသင်းရဲ့တိုင်းစီပိုင်းလိုအပ်ချက်ကိုပြည့်တင်းသွားဖို့အတွက်တိုက်စစ်မှုအများအပြားကိုပြင်းထန်ထားနေသလိုအခုလည်းအသက်၂၂နှစ်အရွယ်ရှိတဲ့ Ashwa Town ရဲ့တိုက်စစ်မှုဖြစ်တဲ့ဒီလက်ရဲ့အပြောင်းအရွှေ့အတွက် လူကိုယ်ရင်တွေးဆောင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အထွတ်တင်ကလည်းသူတို့ရဲ့ကျယ်ဝင်းတိုက်စစ်မှုဖြစ်တဲ့ဒီလက်ကို2025နှစ်စံချောင်းဘောလုံးရသည့်အကြုံမှာပဲသူပြောင်းရွှေ့နိုင်ခြင်းရှိတဲ့ကလပ်အသင်းရဲ့အခြေအနေတွေကိုကိုရိုင်းကိုကြတွားရောက်လည်လာနိုင်ဖို့အတွက်မန်ချက်စတာမြို့ကိုလည်းခရီးသွားခွင့်ပြုခဲ့ပါတယ်။ယူနိုက်တက်တို့ဟာဒီလက်ကိုခွန်ယူနိုင်ဖို့ယုံကြည်မှုရှိနေပြီးမြင်ချက်စီးပြီးနေကတော့ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတစ်ရက်နဲ့ရင်ဆိုင်သွားရဖို့ပါရှိနေပါတယ်။ဒီလက်ရဲ့စံချောင်းမှာပေါင်တန်30တန်နဲ့ စာချုပ်ပါရောဂျီအချက်တစ်ခုပါဝင်နေပြီးတော့အက်ဒွတ်အသင်းကပရီးမီးယားလီဂ်ကနေတန်းဆင်းသွားပြီးတဲ့နောက်မှာဒီအချက်ကအသက်ဝင်နေပြီဖြစ်ပါတယ်။ဒီလက်ကိုယ်တိုင်ကတော့သူ့ရဲ့ရွေးချယ်စရာတွေကိုအကဲဖြတ်သုံးသပ်ပြီးသူ့ရဲ့နောက်ထပ်ခြေဦးလှည့်မယ့်အပြင်ကိုအပိသက်မဆုံးဖြတ်ခင်မှာတော့အချိန်နှင်းငယ်ယူမှဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့သိရပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒီနေ့သတင်းကြောင်းရံတင်ဆက်မှုကတော့ဒီမှာပဲပြီးဆုံးပါပြီနားဆင်ပြီးကြတဲ့အတွက်ပရိသတ်များအလုံးကိုလည်းအထူးပင်ကျေးဇူးတင်ပါတယ်ရှင်ဒီစားပရိသတ်များအလုံးလည်းနေအတွက်မှာရွှေခွေနဲ့ငွေရည်ပြည့်အမောက်ခေနိုင်ကြပါစေကျွန်တော်နောက်ဗီဒီယိုမှာတူတူပြန်ဆုံးပါမယ်ရှင်